ောင်းလိုက်မင်္ဂလာကျွန်တော်တို့ knowledge zone channel အစီအစဉ်ပုံမှန်တစ်စနေရှိခင်လေးဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ဘူတူရဲဘူတူရာရက်ွယ်ရအကြောင်းအရာလေးကိုကျွန်တော်တို့ဆက်လက်ကြည့်လိုက်အောင်ခေါ်ရီလာလင်းမွေးဖွာလာခတဲ့ကအဲ့ဒီလူကသူ့ကိုမိသားစုဝင်တယောက်လို့ဂယုတစိုက်ပြုစုပြောထောင်ခဲ့တယ်သူတို့ဟာငါးနှစ်ကြာအတူတူနေထိုင်ခဲ့ကြတယ်ဒါပေမဲ့နောက်ဆုံးမှာခေါ်ရီလာကိုတဘာဝတဲ့ပြန်လို့ပေးရမယ့်အချိန်ရောက်လာခဲ့တယ်ဒါဟာဝမ်းနည်းစရာဖြစ်ပေမဲ့မချစ်မနေလို့ရမယ့်အရာပဲငါးနှစ်ကြာမှအဲ့ဒီလူဟာတော်တဲ့ကိုပြန်လည်ရောက်ရှိသွားတယ် သူကဂေါ်ရီလာကိုခေါ်ကြည့်ရတဲ့အခါရုတ်တရက်ဂေါ်ရီလာပေါ်လာခဲ့တယ်။ဒါပေမဲ့ဂေါ်ရီလာကသူ့ကိုမှတ်မိမလားဆိုတာသူမသေချာခဲ့ဘူး။ဂေါ်ရီလာကသူ့စီကိုအပြေးလာတဲ့အခါတခဏလောက်သူ့အသက်အန္တရာယ်အတွက်စိုးရိမ်သွားတယ်။ဒါပေမဲ့ဂေါ်ရီလာဟာသူ့စီရောက်လာတဲ့အခါသူ့ကိုဖက်တွယ်ပြီးသူ့ရဲ့အရင်သူငယ်ချင်းဟောင်းကိုချစ်ခင်စွာပုတ်တက်ခဲ့တယ်။သူကသူ့သူငယ်ချင်းတွေကိုပါမိတ်ဆက်ပေးခဲ့တယ်။တကယ်လို့နှုတ်ဆက်ခွဲခွာရမယ့်အချိန်ရောက်လာတဲ့အခါဂေါ်ရီလာကသူ့ကိုလွတ်မပေးချင်ခဲ့ဘူး။ သူဟာသူ့ရဲ့ထောင်ကန်ထဲကတန်းနိုင်တွေပေါ်မှာတိတ်တဆိတ်ဆဲစာ sauce ကိုလိမ့်ချန်ခဲ့တယ်။လေးလာတာလုံးညစင်ညတိုင်းတန်းနိုင်တွေပေါ်မှာဆဲစာ sauce ကိုဆက်လက်ပို့လင်းခဲ့တယ်။အဲဒီရလက်အနေနဲ့တန်းနိုင်တွေဟာတန်ကြီးတက်ပြီးပုတ်တိုးသွားတယ်။နောက်ဆုံးမှာသူဟာပြတင်းပေါက်ကနေလူမြောက်ထွက်ပြေးသွားခဲ့ပြီးနောက်ကျင်ရိုက်ခဲ့တာကတော့ဆဲစာ sauce ဦးခွန်တလုံးနဲ့အားအသိနေတဲ့ထောင်ဆောင်တယောက်ပဲ။သူတို့ကကြားရည်တစီလုံးကိုကျွန်ွေရဲ့ခန္ဓာပုံပေါ်လောင်းချလိုက်တယ်ပြီးတော့ဒီကျွန်ွေကိုဖျင်းသားမှာရက်နေစေတယ်။ ရှိခိအီဂျစ်မှာတို့ဖယင်းတော်များများဟာနှဖျားယောဂါကြောင့်အသက်ဆုံးရှုံးခဲ့ကြရတဲ့ဖယင်းရဲ့အသက်ကိုကာကွယ်ဖို့အတွက်ကျင်တွေကိုပြားရည်တွေလိမ့်ပြီးအနေရရှိတဲ့ရင်ကောင်တွေကိုသူတို့စီဆွဲဆောင်စေခဲ့တယ်။ဒီလိုနဲ့ဖယင်းရဲ့အသက်ကိုဘေးကင်းအောင်ထိန်းသိမ်းပေးခဲ့ရတယ်။ရေကိုအလွန်အမင်းတောက်လိုက်ရင်ပူရှင်တဲ့ရေဟာမင်းရဲ့အစာအိမ်ကိုခေစွမ်းပြီးသွေးရည်ကိုဆုပ်ယူသွားတယ်။ဒီလိုနဲ့မင်းရဲ့ဥနှောက်ဆဲတွေရောင်ရမ်းလာပြီးဥနှောက်ကိုဥကောင်းကုန်နဲ့ဖိမိစေတယ်။ဒါကဥနှောက်ထဲမှာဖိအားတွေတိုးလာစေရဲ့။ မင်းရဲ့ခန္ဓာကိုယ်ရွယ်စားဖို့မူတည်ပြီးနိုင်ရင်နဲ့ငယ်တွင် ရေ6လီတာလောက်တောက်လိုက်ရင်မင်းရဲ့ဦးနှောက်ဟာအရမ်းရောင်ရမ်းလာပြီးသတိလစ်ပြီးတည်ဆုံးသွားနိုင်တယ်။မင်းမှာကန်ဂလီယန်စစ်ရှိနေရင်ဆရာဝန်ကအဲ့ဒီနေရာရဲ့အပေါ်မှာခွဲစစ်ခဲ့မီးတစ်ခုလုပ်ပေးနိုင်တယ်။ဒီရည်ပြနေတဲ့အိတ်လေးတွေကအများအဖြစ်အနေနဲ့မရှိဘူး။သူတို့ကအစ်စ်တွေရဲ့အပေါ်မှာဖြစ်ပေါ်လေးရှိတယ်။အစ်စ်နဲ့ချိတ်ဆက်ထားဖို့ ူတို့မှာတန်ကျိုးလိုမျိုးတစ်စုတစ်ခုရှိတယ်အဲ့ဒါကိုစတော့လို့ခေါ်တယ်ဖယ်ရှားဖို့ဆိုရင်ဆီယဝန်ကအဲ့ဒီစတော့ကိုဂယုတစိုက်ဖက်တောက်ပြီးစစ်ကိုအစ်စ်သေးကထုတ်ယူဝဲပြီးရင်ခွဲထားတဲ့နေရာကိုပြန်ကျုံလိုက်ုံပဲအကယ်၍မင်းရည်စီတစ်ခုလုံးစားလို့ရှိတဲ့ပော့ကာကိုတောက်လိုက်ရင်မင်းရဲ့အသေးကအဲ့ဒီရက်ကိုဖြုတ်ခွဲဖို့စတင်လို့ဆောင်မယ်ဒါပေမဲ့အသေးတစ်ခုက တနအီမှာပုံမှန်ရက်တစ်ခွက်စာလောက်ကိုပဲဖြိုခွဲနိုင်တယ်။ရေစီတစ်ခုမှာဂါလန်၄သိန်းကျော်ရှိတယ်ဆိုတော့အဲ့ဒါကရက်ခွက်ပေါင်း၃၉သိန်းကျော်လောက်ရှိတယ်။ ဒီရက်ပမာဏကိုဖြုတ်ခွဲဖို့ဆိုရင်မိရဲ့တိတ်ကအနားမယူပဲနှစ်လေးထောင်ကျော်လောက်အလုပ်လုပ်ရလိမ့်မယ်။ဒါပေမဲ့တင်ရဲမှာဒီရက်တွေကိုဖြုတ်ခွဲဖို့ဆိုရင်တော့မင်းမအပြာရောင်ဝယ်လငါ90လောက်ရဲ့အသေးရွယ်စားလောက်ရှိမှဖြစ်မယ်။သူကသူ့ဝက်ဘီတော့ကို ဖွင့်လိုက်ပေမဲ့အထဲမှာအဝက်ဘီတော့မဟုတ်ပဲရေချိုးကန်တစ်ခုကိုတွေ့လိုက်ရတယ်။သူကဟောဘီရှုပ်ထွေးသွားပြီးအခန်းဖော်တွေကိုအဝတ်ဘီတို့ပါဖြစ်သွားရလဲလို့မေးကြည့်တယ်။ဒါပေမဲ့သူ့ခန်းဖော်တွေကသူဆက်တာလားလို့ပြန်ကြည့်ပြီး ဲ့ဒီမှာရေချိုးခံမဲ့အမျက်ရှိခဲ့ရလို့ပြောကြတယ်။သူကသူမရှိတော့ကအခန်းဖော်တွေကအကွက်ကြီးကြတဲ့နောက်ပြောင်မှုတစ်ခုလုပ်လိုက်တာလို့ထင်ခဲ့တယ်။ဒါပေမဲ့ရက်တွေကုန်းလုံးလာတော့သူ့ရဲ့ရှုပ်ထွေးမှုဟာထိတ်လန့်မှုအဖြစ်ပြောင်းလဲသွားတယ်။အဝိပီတို့ကဘလိုပုံစံမျိုးလဲဆိုတာကိုသူလုံးဝမမှတ်မိတော့ဘူး။သူစိတ်မထိန်နိုင်တော့ဘူးလို့ထင်လာပြီးဆရာဝန်ထံသွားပြတယ်။စစ်စင်းမှုတချို့လုပ်ပြီးနောက်ဆရာဝန်တွေကသူ့မှာဦးနှောက်ချက်တစ်ခုရှိနေတာကိုတွေ့ရှိခဲ့ရဲ့ဒီချက်ကသူ့ရဲ့မှတ်ငယ်ဆုံးရှုံးမှုနဲ့ ထင်းအောင်ထင်းမှဖြစ်မှုတွေကိုဖြစ်ပေါ်စေခဲ့တာတကယ်တော့အဲ့ဒီမှာရေချိုးခန့်ပဲအမြင်ရှိခဲ့တာပါကဲဆုံးမကြည့်ရတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်နော်ခုလိုပူးပူးရရခွာအကြောင်းအရာလေးနှင်းစင်နေမြတ်ပုံမှန်လက်ဆက်ပေးကြအောင်ခုလိုကျွန်တော် YouTube channel လေးကို subscribe လုပ်တဲ့နဲ့ subscribe လုပ်တော့ပြစမယ်နော်အားလုံးကျေးဇူးတင်ပါတယ်